ဟယ်လိုဒီကနေ့မှာတော့ကျွန်တော်တို့ mobile phone နဲ့ video update လုပ်မယ်ကြီးကိုမော်တော့အတွက်ကိုကျွန်တော် update ပေးကြရေးလေလာပြီးမျှဝေပေးခြင်းဖြစ်ပါလေဗျ mobile phone နဲ့လုပ်မယ်ဆိုတော့အဓိက main ချက်ကနှစ်ခုရှိတယ်ဗျာเนาะကျွန်တော်တို့ align motion နဲ့ခက်ခက်နေเนาะကျွန်တော်ကတော့ဒီဒီနေ့မှာကက်ကက်ပညာရေးလေလာပြန်လဲပြီးမျှဝေပေးခြင်းဖြစ်ပါလေဗျာเนาะကျွန်တော်ကဒီ video မျက်တောင်မခက်ပဲကြည့်မယ်အဆုံးထိ like ပါပြီးကြည့်ရှုမယ်ဆိုလို့ရှိရင်ကက်ကက်ကိုထုံးလုံးမွေရေလိုမနှောက်เนาะကျွန်တော်သင်တန်းနှစ်ခုတရတယ်လမ်းအသက်မဖြစ်အောင်လို့ နော်ညီကောင်တော်မတွေလာပြီးမျှဝေပေးခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တင်ငယ်ချင်းနေမျက်စိလုံးမမိတ်ပဲနဲ့ကျွန်တော်နဲ့တူလိုက်ကြည့်ရအောင်အရင်ဆုံးကျွန်တော်တို့ခက်ခက်တဲ့အရင်သွားလိုက်ပဲစကားပြောနေကြတယ်အမ်ခက်ခက်တဲ့ရောက်ပြီဆိုလို့ချင်းဒီမှာနော်ကျွန်တော်ဒီမှာပြောချင်တာတခုကခက်ခက်မှာဗားချင်းတစ်ခုလာလိုက်ပြနော်ဗားချင်းတစ်ခုလာလဲဆိုရိုးရိုးဗားချင်းနဲ့ပရိုဗားချင်းဆိုပြီးပရိုဗားချင်းဝယ်သုံးနိုင်တော့ကောင်းတယ်ဗျာနော်အခုနောက်ပိုင်းလူတွေကပြောလာကြဘလို့ပြောလာကြလဲဆိုတော့ကျွန်တော်တို့ကက်ကက်ကပရိုတွေများလာပရိုတွေများလာတယ် ပတ်ဆက်နေဝဲသွားလာမတန်တော့လို့ထင်လာကြတကယ်တော့ကျွန်တော်တို့ကွန်ပျူတာသုံးတဲ့လူဆိုသိတယ်ပြဘယ်ဆော့ဝဲမဆိုကျွန်တော်တို့ပတ်ဆက်နေဝဲပြီးသုံးယူပါနော်ဒီ crack version တွေလည်းရှိတယ် crack version တွေလည်းသွားဒေါင်းပြီးသုံးလို့ရတယ်ပြကျွန်တော် crack version မှာပေါ်တဲ့ internet correction ဒီပြဿနာလေးကိုကျွန်တော်ဖြေရှင်းနေလေးပါနောက်ပိတ်ဆိုမှာတင်ပေးသွားမှာပြနော်ကျွန်တော်အခုဥစားကျွန်တော်တို့ရိုးရိုးနဲ့ပဲဖြစ်ဖြစ် crack version မှာတော်တော်ကျွန်တော်တို့ပြီးတော့အတတင်းလုံးမှာဆိုခက်ခက်တဲ့အရေးဝင်လိုက်နော်ဝင်ပြီးသွားဆိုလို့ချင်းကျွန်တော်တို့အောက်မှာတွေ့လာဘာလဲဘာလဲလဲရှိရနော်အဲ့မှာ editing ဆိုတော့ template ပြီးတော့ layer မီဆိုတာလေးရှိရနော်အဲ့တော့ကျွန်တော်တို့ဒီမှာပြီးတော့ update လုပ်မှဖြစ်သေးတယ်ကျွန်မ update ကိုနှိပ်ပြီးတော့ဒီမှာအပေါ်က new project ကိုခေါ်လိုက်မယ်နော် new project ခေါ်ပြရလို့ရှိရင်ဒီမှာကျွန်တော်တို့ကြိုက်တဲ့ video ရွေးထည့်လိုက်ကျွန်တော်จัดจัดတဲ့ video editing software တွေကနည်းနည်းခက်တယ်ဗျာနော်ကျွန်တော်ဒီမှာခက်ခက်ကိုလာပြီးပဲလွယ်လွယ်ကူကူနဲ့တုံးလို့ရမယ်ခက်ခက်ကိုလာပြီးမျှဝေမယ်ကျွန်တော်ကလည်းတဏ္ဍာနှစ်ခုတက်တာဆိုကျွန်တော်ပညာလေးလဟတ်တာမဖြစ်စေချေတော့ကြောင့်မို့ဒီ video လေးကိုကြည့်နေတဲ့သူတွေမှလည်းဒီလိုပဲအားရုံစိုက်ပြပါနော် ကျွန်တော်ဥပမာကျွန်တော်မလောက်ရသေးတဲ့ဗီဒီယိုတစ်ခုယူလိုက်မှာอืมမာဒီဗီဒီယိုရပြီเนาะအဲ့ဒါဆိုကျွန်တော်အောက်က ADD ကိုနှိပ်လိုက်မှာ S เนาะအဲဒီနေရာအောင်ရောက်ပြီဒီနေရာအောင်ရောက်ပြီဆိုကျွန်တော်တို့အရင်ဆုံးသိထားမှာအရင်ဆုံးသိထားမှာကျွန်တော်တို့အောက်ကဘားတိုင်းလေးတွေ့လားအောက်ကဘားတိုင်းလေးကအခုဆိုတမျိုးကျွန်တော်ကျွန်တော်တို့ဗီဒီယိုလေးကို update လုပ်ပဲဆိုပြီးဗီဒီယိုလေးကိုထောက်လိုက်တဲ့ခါမှကျရင်အောက်ကဘားတိုင်းလေးရဲ့တမျိုးပြောင်းသွားတယ်နှစ်မျိုးတော့เนาะ ဲ့ဒါကျတော့ဒီဒီကလေးကိုသတိထားစေချင်တယ်ဗီဒီယိုအတက်တက်မှာကျွန်တော်အရင်ဆုံးအတက်မလုပ်ခင်မှာဒီကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ကျွန်တော်အောက်ကဘားတန်းလေးတွေချက်တော့လိုက်ပြီးဆင်းပြပေးပါမယ်နော်အဲ့ဒါဘာလဲဆိုတော့အခုမှတွေ့လာကျွန်တော်အပေါ်ထိတ်လိုက်တော့ကြောင့်ကျွန်တော်ပြန်ဖြောက်လိုက်မယ်ဖြောက်ပြီးလို့ချင်းဒီမှာအောက်ကအတက်အတက်ဆိုတာဒီမှာကျွန်တော်တို့နှိပ်လိုက်ပြီးဆိုလို့ချင်းဒီတော့သူတတ်မှတ်ပြီးသားကျွန်တော်တို့လက်နဲ့အော်တိုမှတ်စီရမလို့တော့သူတတ်မှတ်ပြီးသားနော်အဲ့ဒါကိုမနှိပ်ဘူးဒီကအများတန်းလေးကိုပြထွက်ဒီအော်ဒီယိုဆိုတာအသံပညာတရကကျွန်တော်တို့ထည့်မယ်ဒီဗီဒီယိုထဲမှာနော်ကျွန်တော်အတက်လောက်တဲ့ဗီဒီယိုထဲမှာအသံပညာတရကထည့်မယ် ဆောင်းဖတ်တို့ဗျာကျွန်တော်တို့အတန်ထည့်တာတို့ပြီးတော့ music တို့ထည့်တာဒီ audio တွေမှာသွားထည့်ရတာနော်ဒီ test ဒီဘေးက test ဆိုတာတော့ကျွန်တော်တို့စာတန်းရေးမှာပါဗျာစာတန်းတစ်ခုခုကျွန်တော်တို့စက်တိုင်တွေပဲထိုးထိုးသိရမလားဘာပဲလုပ်လို့စာတန်းစာတန်းနဲ့ပတ်သက်တာဆိုတော့ဒီ test ထဲမှာသွားကြည့်ရမယ်ဒီအောက်က overlay အဲ့ overlay ကကျတော့ကျွန်တော်တို့ရဲ့ဗီဒီယိုမှာအပုံတွေထပ်ထည့်မယ်သိလားအပုံတွေထပ်ထည့်မယ်ဗီဒီယိုတွေထပ်ထည့်မယ်ဆိုလို့ရှိရင်ဒီ overlay လေးနဲ့เนาะထပ်ထည့်လုပ်ရတယ်ဗျာเนาะဒါကတော့ရှင်းပြပြပြန်เนาะ ဒီမှာ effect effect ကတော့ဒီမှာကျွန်တော်တို့ video effect တို့เนาะ body effect တို့ photo effect တို့ရှိတယ်ဗျာเนาะအဲ့ဒါတော့ကျွန်တော်တို့ပြီးမှလောက်ရင်းနဲ့မှကျွန်တော်တစ်ချက်ရှင်းပြသွားမယ်เนาะလောကမှာကျွန်တော်ဗီဒီယိုလေးတာမျက်တော်မခံနဲ့เนาะကျွန်တော်ကတော့စေတနာအပြည့်နဲ့မျှဝေပေးတာဗျာเนาะအဲပြီးလို့ရှိရင်ဒီမှာ caption ဒီမှာ data PC ဘာရှင်းဆိုရင်တော့ caption ကအလုံးအသုံးဝင်တယ်ဗျာ auto caption နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ စာကိုကျွန်တော်တို့ပါဇက်ပြောတဲ့စကားကိုသူကသူအော်တိုကပ်ရှင်ထိုးသွားပေးတယ်ဗျာနော်ဒီမှာဘာတွေရေးပါလဲဆိုတော့ဒီမှာဘာမှရေးမပါတော့နော်ဒီမှာရေးမပါဘူးဆိုတော့ဒီအောက်မှာကပ်ရှင်ဘေးမှာ ratio ရှိရအပ်ဆက် u aspect ratio ဆိုတာရှိရဗျာနော်ကျွန်တော်အဲ့ ratio နဲ့လောက်ရှိရင်ကျွန်တော်တို့ TikTok မှာတင်ပါလား YouTube မှာတင်ပါလား Instagram မှာတင်ပါလားနော်အမှတဘောကြီးမဲ့ဒီမှာကျွန်တော်တို့ဒီမြေ software တွေက video update လုပ်မယ်ဆိုလို့ရှိရင် ratio တွေတိထားတယ်ဗျာနော် ratio ကတော့ဒါတိထားတာ မမဟုတ်ပြတဲ့ဒီမှာတော့ရေချိုးတွေအကက်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 ကဗီဒီယိုအက်ဒီတင်းဆော့ဝဲထဲမှာတော်တော်ကြီးကိုလွယ်တဲ့ဆော့ဝဲလို့ပြောလို့ရတယ်နော်ဒီမှာရေချိုးတွေအကုန်ပါကျွန်တော်တို့ YouTube တွေပဲလှုပ်လှုပ် Instagram တွေပဲလှုပ်လှုပ် Facebook တွေပဲလှုပ်လှုပ် TikTok တွေပဲလှုပ်လှုပ်ဒီမှာအော်တိုပါပြီးသားနော်အဲ့တော့ကျွန်တော်ရေချိုးကတော့ပြီးမှကျွန်တော်ရှင်းပြမယ်အခုကျွန်တော်တို့ကတခုတည်တာမှာဗီဒီယိုဒေါင်းလိုက်ရိုက်ထားရသလိုရှင်ဒါ TikTok ရေချိုးပဲရမယ်နော်ကျွန်တော်တို့ particle zone နဲ့ horizon zone ဆိုတာရှိရယ်နော် အကျိုးသားဒီဥသားလေးတစ်ချက်မှပြသေးဘူးပြီးမှတရားဒါရီပဲလိုက်ပြရမယ်နော်ဒီမှာ TikTok ဆိုလို့ရှိရင်ဒီမှာဒီတိုင်း YouTube ဆိုလို့ရှိရင်ဒီမှာသေးရမှာတွေ့လားပြီး Instagram YouTube ဒီမှာနော်ဒါကျွန်တော် TikTok တွေ့ရိုက်တာဆို TikTok တော့ပဲကျွန်တော်လုပ်ပြမှာပြီးလို့ရှိရင်ဒီဒီ ratio ခဏထားလိုက်အောင်နော် ratio ရဲ့ဘေးမှာတော်တော် fitter fitter ကျတော့ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ဗီဒီယို effect တွေဘာညာတဲ့ကကျွန်တော်ဗီဒီယို line တင်လေးတွေချိန်တာပြောဒီမှာကြည့်လိုက်တွေ့လားကျွန်တော်ဗီဒီယို line တင်လေးချိန်တဲ့ဥစားလေးလေ fitter အဲ့ဒါလေးကကျွန်တော်ပြီးမှပြပါဦးပြင်မယ်နော် ပြီးမှပြောက်သွားပြီမဲ့တော့ဒီဟာကြီးပြန်နေအိုက်ဖစ်တိုင်းဘေးကအပဂျက်ကလည်းအဲ့ဒါလည်း color grading ချိန်တာပဲเนาะအဲ့ဒါလေးကကျွန်တော်ပြီးမှပြောက်သွားပြီမဲ့ဒါကတော့ object ကတော့ကိုယ်တိုင်ချိန်တာ filter ကကျတော့ကျွန်တော်တို့ကဘာလဲဆိုတော့ဗျာကျွန်တော်တို့သူကပေးပြီးသား auto effect တွေပါပြီးသားเนาะဒီမှာဒီအခက်ခက်ကကျွန်တော်တို့စာတမ်းပဲထိုးထိုးကျွန်တော်တို့ translate ပဲထည့်ထည့်ဩ ကြိုက်တာလို့ animation ပဲထည့်ထည့်ကြိုက်တာလို့လို့ရတယ်ဒါပေမဲ့ auto ပါပြီးသားတွေပဲဘာမှမခဲရင်တော့အဲ့မှာ menu media media ပြီးလို့ media ပြီးလို့ရှိရင်ဘေးမှာဘာညာတက်တွေကဒီမှာ set တွေက background အဲ့ဒါတွေကကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြပေးမယ်နော်အဲ့တော့ကျွန်တော်ဒီနေ့သင်ခန်းစာလေးကတော့နော်ဒီဒီရုပ်စာလေးတစ်ချက်လောက်ရှင်းပြပေးတယ်ဗျာနော်ကျွန်တော်တို့ဒီဘာတန်းလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာဗီဒီယိုလေးတစ်ချက်လောက်နှိပ်လိုက်မယ်အောက်ကဘာတန်းတစ်မျိုးပြောင်းသွားတယ်လား အတတ်တွေကျွန်တော်နောက်ပြီးတော့မှတစ်ခါပြန်လဲရှင်းပြပြမယ်ကျွန်တော်ဗီဒီယိုလုပ်လေနေတယ်နော်အဲ့တော့ကျွန်တော်ရဲ့နောက်ထပ်ပတ်သူဗီဒီယိုလေးလည်းတစ်ချက်လောက်မျှော်မျှော်ကြပေးကြပါဦးနော်ကျွန်တော်ကျွန်တော်ရဲ့ channel လေးကို subscribe like လေးလုပ်ပေးကြပါဦးလောမအကျိုးရှိပါစေရမယ်ဒီနေ့ဗီဒီယိုကဒီလောက်ပဲနောက်ဗီဒီယိုမှာကြလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုတွေ editing လုပ်မယ်ဖြတ်ညက်ကတ်တွေလုပ်မယ်လောမအရေးကြီးပိုင်းတွေဖြစ်လာပြီကျွန်တော် music တွေဘယ်လိုထည့်မလဲတက်တွေဘယ်လိုလုပ်မလဲလောမအပိုင်းကြီးတွေလာပြီနော် ကျွန်တော်ဗီဒီယိုလေးကိုအဆုံးအောင်ကြည့်လိုက်လို့ရှိရင်ဒီ part 1 part 2 part 3 part 4 part 5ကိုဆုံးအောင်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ခက်ခက်ကိုထုံးလို့မွေရေးလို့နှောက်လို့ရပါပြီဗျာเนาะအဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ဘာပဲမှာနောက်ဗီဒီယိုမှာပြန်လဲဆုံးလို့ကြမယ်